ွားပြီးတော့မလုံလိုက်နေနဲ့ကိုယ့်ရဲ့ရှိက လုပ်ငန်းလုပ်နေတဲ့ပုဂ္ဂိုလ်ဒီလုပ်ငန်းနေနဲ့ပတ်သက်လို့ကိုယ့်တက်ပူပြီးတော့အတွေ့အကြုံတွေမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်တွေဒီမှားဘူးတာတွေလည်းအများကြီးရှိလိမ့်မှန်တာတွေလည်းပဲအများကြီးရှိလိမ့်တို့ရဲ့ခြံကနေပြီးတော့တို့ကဘာတွေကိုအရယူရမလဲပြောရဲ့ဩဝါဒမှန်ကန်တဲ့လမ်းညွှန်ချက်လေးတွေယူဖို့မလိုဘူးလားလိုတယ် အကောင့်ဘယ်နှမျိုးရပါခဲ့ဘာတွေလဲပြောရင်ကျမ်းမာရေးကောင်းရမယ်ကိုခြင်းတရားကောင်းရမယ်ကြီးသူတို့ရဲ့ဩဝါဒကိုခံယူရမယ်ဘယ်နှချက်ရခဲနောက်တစ်ခုသွားပြီးတော့ကြည့်ရင်ဘဟုတုတရှိရမယ်ဘာရှိရเออกูหลุดแต่โรงงานเนี่ยปัดตะပြီးတော့ဘုသူတရှိဖို့လိုတယ်ဟာတို့ကတော့ traditional ရှိတော့ကပုံစံပဲရှိတော့ကပုံစံပဲအဲ့ဒါမျိုးမလုပ်ရဘူးဒီ tradition ပိုင်းကလည်းပဲတာမန်ဆိုရင်တော့ခိစ္စမီလွန်ကဲတဲ့ရှိယူဆိုရင်ကြီးပွားဖို့လွယ်ရလားသိပြီးတော့လွန်ကဲတဲ့ရှိယူပုံစံမျိုးကြီးနဲ့ကိုကမလုပ်ရဘူးဘုသူတ္တရှိကဘာပစ္စည်းတွေပေါ်လာတယ်လဲဘာတွေထွက်လာတယ်လဲသူတော်ဘာတွေဘလို့လောက်ကြတယ်လဲဘုသူတ္တရှိကိုမလုပ်ဘူးလားအင်းဘုသူတ္တတွေရှိကိုလုပ်တယ်အဲ့ဒါကြောင့် အမြဲတမ်းသုတ္တမျော်လင့်တဲ့ပုဂ္ဂိုလ်အကြမ်းမြင့်ဘုသူတ္တကိုလူကျင်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်ဖခင်ကစီးပွားရေးလုပ်ရင်ဘာရှိရမှာလဲလေဘဟုသူတ္တရှိရမယ်ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်လို့ဘာတွေရှိရဘုသူတ္တတွေရှိဖို့မလိုဘူးလားဟေးဘုသူတ္တတွေရှိဖို့လိုတယ်အဲ့ဒါကြောင့်ပေါင်းလိုက်ရင်ဘယ်နှမျိုးရသွားဘာလဲပြောရင်ကျမ်းမာရေးကောင်းရမယ် ဘဝတုတ္တရှိရမယ်တဲ့ကဲဘယ်နှမျိုးရကဲနောက်တစ်မျိုးကတော့မပြင်းရဘူးတဲ့ဘာမလုပ်ရစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ဒီမပြင်းမှုလို့တယ်ပြင်းနေတဲ့ပုဂ္ဂိုလ်ဒီစီးပွားဖြစ်ရလားဟမ်မဖြစ်ဘူးအဲ့ဒါကြောင့်စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ဒီမပြင်းရဘူးထက်ထက်တန်တန်ကြိုးစားရရတာမရတာဒီတစ်မျိုးကြိုးစားဖို့တော့မလိုဘူးလား လုတ်အဲကောင်ကြကြနနာဂျူစာအထုတ်ဖို့လိုပါတယ်မပြင်းရဘူးကဲဘယ်နှမျိုးရပါကဲနောက်တစ်မျိုးကိုသွားပြီးတော့ကြည့်ရင်သိပြီးသွားရင်လက်တွေ့ကျင့်သုံးပါဗါတယ်လေသိပြီးသွားရင်လက်တွေ့ကျင့်သုံးပါဖះပြောခဲ့တဲ့ခုနီလန်းလေးတွေမရှိဘူးလားအဲ့ဒီနီလန်းလေးတွေသိပြီးသွားရင်ဘာလုပ်ရလက်တွေ့ကျင့်သုံးရအောင် t h e o r ဘလောက်ကောင်းကောင်းနောက်က practice မပါရင် practical မပါရင်အဆင်ပြေရလားဟမ်မပြေဘူးလက်တွေ့အကောင်းသေးမပေါ်သမျှအဲ့ဒီပုံကိုယ်ဒီအကျိုးမရတာအဲ့ဒါကြောင့်မို့တို့သူတော်စင်များဥစ္စာဟာနှစ်မျိုးရှိတယ်လောကီဥစ္စာရဲ့လောကုတ္တရာဥစ္စာရဲ့လောကီဥစ္စာရဖို့ရအတွက်အခုဒီမှာကြည့်တော့ဘုရားကနီလံရှာပွေးတဲ့နီလံဘယ်နဲ့ပါပေးတာလဲ 6ပါးပေးထားတယ်ပြောကြည့်ပါဦးဘာတွေလဲလေသိပြီးသွားရင်အေးလက်တွေ့ကျင့်သုံးရမယ်ပေါင်းရင်ဘယ်နှမျိုးအဲ့ဒီ6မျိုးနဲ့တို့သူတော်စင်များ လောကီစည်းစိမ်ဥစ္စာကိုကြိုးစားရှာဖွေဖို့မလိုဘူးလားလိုတယ် လူဘဝဆိုတာရခဲ့မြ။ရခဲ့မြဖြစ်တဲ့လူဘဝကိုရနေတဲ့ခိုက်တံလူလူသူသူနေနိုင်အောင်ကြိုးစားဖို့မလိုဘူးလား။လိုတယ်။ရီမန်းကျက်မဲ့သူဟုတ်လားရှေ့ရင်မဲ့နေတဲ့ပုဂ္ဂိုလ်မဖြစ်ဖို့လိုတယ်။ကိုဘဝချမှတ်ထားပြီးတော့ငယ်တုန်းတို့ဘလောက်ထိပညာသင်ပြီးသွားလို့ရှင်ဥစ္စာကိုဘယ်လိုရှားလိုက်မလဲ။ရလာရင်လည်းဘယ်လိုအသုံးပြုလိုက်မလဲ။ကောင်းထဲမှာထည့်ထားဖို့မလိုဘူးလား။ ဲ့လိုဆိုတော့ဒီလိုဥစ္စာရှာကြတဲ့နေရာမှာလောကီပစ္စည်းဥစ္စာသည်ရှိရင်ကောင်းသလားမကောင်းဘူးလားဒါပေမဲ့တကယ်တည်တတ်တဲ့အရာတွေတော့ဟုတ်ရဲ့လားတကယ်တည်တတ်တဲ့အရာတွေမဟုတ်ဘူးနောက်ဘဝသန္တရာတိသေသွားနိုင်တဲ့အရာတွေဟုတ်ရဲ့လားသက်ရှိပြီးရှာထားတာသန္တရာတိတို့သေမသွားနိုင်သက်မဲ့ရှာထားတဲ့သန္တရာတိသေသွားနိုင်ရဲ့လား စ္စည်းအတိုင်းထားရင်တို့သေမသွားနိုင်ဒီသေမသွားနိုင်တဲ့ပြင်တခါတလေကျတော့ရှားထားတဲ့ပစ္စည်းတွေမသုံးတတ်တဲ့ပုဂ္ဂိုလ်တွေအန္တရာယ်မရှိဘူးလားအဲဒါကြောင့်သာပေမှာ ဟနန္တိဘောကဒုံမီတံပညာမဲ့တဲ့ပုဂ္ဂိုလ်ကိုစည်းစိမ်ဥစ္စာကတတ်ပြစ်တယ်ပြောကြည့်ပါပညာမဲ့တဲ့ပုဂ္ဂိုလ်ကိုစည်းစိမ်ဥစ္စာကတတ်ပြစ်တယ် ကိုရှာထားတဲ့ပစ္စည်းကဘုသူပြန်တတ်တယ်။ကိုကိုပြန်ပြီးတော့တတ်တတ်တယ်။ဘာမရှိသူတို့ကပညာမရှိသူတို့ကတခါတလေငွေကြီးကြဘုံမော်လောသုံးပြတာမရှိဘူးလား။အဲ့ဒါမျိုးလုပ်ပြတဲ့ချို့ကတောက်စားပြီးတော့ပြစ်တယ်။ဘဝပါပြစ်သီးတာပဲ။တချို့ကကွေရှုပ်ပြီးတော့လာတာမရှိဘူးလား။အဲ့ဒါမျိုးလုပ်တဲ့မူရင်းရှိနေတဲ့မရှိခင်ကလက်တွဲခဲ့တဲ့ ကိုယ့်ရဲ့ဟောလာဒီဇနီးမယားလင်းယောက်ျားပါနော်ကြည်တနာတက်ကြရတာမရှိဘူးလားအဲ့ဒါမျိုးဒုံမိဒပုဂ္ဂိုလ်ပညာနည်းတဲ့ပုဂ္ဂိုလ်တွေမှာပစ္စည်းရောက်သွားရင်အဲ့ဒီပစ္စည်းတွေမိသားစုကိုလည်းဖျက်ဆီးပြစ်တယ်သူ့ဘဝကိုလည်းဖျက်ဆီးပြစ်တယ်ပတ်ဝန်းကျင်ကိုလည်းဖျက်ဆီးပြစ်တယ်အေးအဲ့ဒါကြောင့်မို့တို့သူတော်စင်များပညာရှိဖြစ်ဖို့မလိုဘူးလား အင်းပညာရှိဖြစ်ဖို့လိုတယ်ဒီပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့ကြိုးစားရှာရမှာမှန်တယ်ဒါပေမဲ့သဘောတရားတော့နားလည်ထားရဒီပစ္စည်းများသည်သာဝရတည်တဲ့အရာတွေဟုတ်ရလားမဟုတ်ဘူးယန္တု၅ပါးနဲ့ဆက်ဆံပြီးတော့နေတယ်ယန္တုဘဏ္ဍပါနဲ့အဲ့ဒါအများသိပြီးသားအတိုင်းပဲယန္တုမျိုးဘဏ္ဍပါအေးယန္တုမျိုး၅ပါးနဲ့ဆက်ဆံနေအဂိတာရဏဘောဂာ ဒီပစ္စည်းဥစ္စာတွေဟာမီးနဲ့ဆက်ဆံနေတယ်ပြောကြည့်ပါဘာနဲ့ဆက်ဆံဒီတခါတလေသွားပြီးတော့ကြည့်လိုက်ရင် လောကမှာမီးတွေလောင်လာကြားဘူးတယ်မဟုတ်လားအေးကြားဘူးကြလိမ့်မယ်ဒါသည်တို့သူတော်စေမယားပစ္စည်းဥစ္စာမတိမြဲတဲ့သဘောတွေကိုကြားလားနောက်တစ်ခုကဥဒကသာရဏဘောကပစ္စည်းဥစ္စာဆိုတာ ရေနဲ့ဆက်ဆံနေတယ်။ဘာနဲ့ဆက်ဆံတာ။အဲအဲ့ဒါရေနဲ့ဆက်ဆံနေတယ်ဆိုတာအခုဒီမဲ့ပဲလောကမှာကြည်ကြည်ပေါ့ရေတွေရှင်တာမရှိဘူးလား။အေးရေတွေရှင်တယ်